အားလုံးပဲမင်္ဂလာပါဆရာတို့ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဗောနော grade 12မြန်မာစာမှာပါဝင်တဲ့ပေါ်နေလာလင်းဆွဲခပြားနဲ့ပတ်သက်ပြီးတော့မှရှင်းလင်းတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးပေါ်နေလာလင်းခပြားကအာတောင်ငူခင်မှာရေးသားခဲ့ခဲ့တယ်ဗောနော်စာဆိုရဲ့နာမည်ကတော့ national ဖြစ်ပြီးတော့ကဗျာမျိုးစားကတော့ယတုကဗျာမျိုးစားဖြစ်တယ်ဗောနော်ဒီစစ်ချီယတုလို့လည်းပြောလို့ရတယ်သူကပိုက်ဆိုယတုလို့လည်းပြောလို့ရတယ်ဗောနော်အာ အဓိကတောင်းဟုခင်မှာပေါ့နော်ဇလန်ချောယူအနေထားရပြောပြမယ်ဆိုလို့ရှိရင်တော့သူကဒီပေါ့နော်စစ်မြေပြင်မှာရှောင်းနေတဲ့စစ်သူတွေတယောက်အနေနဲ့ပေါ့နော်ဒီနိမင်းနေပြီးတော့မှကြံခဲ့တဲ့ကိုယ့်ရဲ့စစ်သူကောင်းမလေးကိုလွမ်းဆွတန်းတနေတဲ့ပုံစံမျိုးနဲ့အဲသူကရေးဖွဲထားတာပဲဖြစ်တယ်ပေါ့နော်ဒါကတော့ National နဲ့တွေ့လို့ရှင်တည်ရမှာက National ရဲ့ချစ်သူကကြတော့ဓာတုကလေးရပေါ့နော်ဓာတုကလေးရနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အလွန်ဆွေတရုပ်တွေအကုန်လုံးကိုဆရာတို့ကပေါ်ရင်လာလင်ကပြာမှာဖတ်ရှုခြင်းအဖြစ်ဒီစာစုရဲ့အတွေ့အကြုံအကုန်လုံးကိုတည်တည်ချာချာလေ့လာသွားနိုင်မှာပဲဖြစ်ပါတယ်ဆိုတော့အားဆိုရင်ဆရာတို့ပထမအဆုံးကပြာစာသာပထမအဆုံးဘိုက်ကိုစတင်ပြီးတော့မှလေ့လာသွားမှာပဲဖြစ်ပါတယ်ကဲပထမအဆုံးကဗျာစာသာပထမအဆုံးကဗျာစာကျောင်းကပေါ်နွေလာလျင် တောင်ကားချိန်မြူတဲ့ဆိုတော့ပေါ်နွေလာလျင်ဆိုတာနွေနောင်ရာတီဖြစ်တဲ့ဒီကဆုံလကိုရောက်ရှိတဲ့အခါမှာ တောင်ဘက်ရက်စီကနေပြီးမိုးထစ်ချုံတန်လေးကိုတချိန်ချင်းကြားနေရတယ်လို့ပြောချင်တာနော်နှွေနှွေနှောင်းရသည်ဖြစ်တဲ့ကစုံလောက်ရောက်တဲ့အခါမှာဒီတောင်ဘက်ရက်စီကနေပြီးဘာတွေကြားလဲဆိုရင်မိုးထစ်ချုံတန်လေးကိုတချိန်ချင်းတဟိန်ဟိန်ရေးလို့ရတယ်ပေါ့နော်ကြားနေရပါတယ်တဲ့ဒုတိယအကြောင်းကတော့မင်းလွင်ဦးနဲ့ပြန်ပြုတ်ချုပ်ထိုင်းတဲ့ဆိုမင်းလွင်ဦးဆိုတာမြူကိုးတွေကိုပြင်တာပေါ့နော်အဲဆိုမင်းလွင်မြူကိုးတွေကလည်းခြာဆင်းလျက်ရှိရာ ပတ်ဝန်းကျင်တစ်ခုလုံးဘာဖြစ်နေလဲဆိုရင် ပြန်ပြူးချုပ်ထိုင်းဆိုတာပတ်ဝန်းကျင်တစ်ခုလိုက်တစ်ခုလုံးအုံဆိုင်မှိုင်းပြနေလျက်ရှိပါတယ်တဲ့အဲ့တော့ကိုကထပ်ပြီးမှလူရေးချင်နေဆိုရင်ဗောနောပတ်ဝန်းကျင်တစ်ခုလုံးသူ့ပြန်ပြူးကဗောနောအုံဆိုင်မှိုင်းပြနေလျက်ရှိပါသည်အဲ့လိုရေးလို့ရှင်လည်းရတယ်တနည်းတနည်းပြပြဆိုရင်မဲလွင်မြူကိုးတွေကပတ်ဝန်းကျင်တစ်ခုလုံးမှာမဲလွင်မြူကိုးတွေကြာဆင်းလျက်ရှိရတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းအုံဆိုင်မှိုင်းပြနေလျက်ရှိပါတယ်လို့ပြောချင်တာပဲဖြစ်ပါတယ် ောက်တစ်ကြောင်ကတော့မုံတိုင်းစင်လို့တိန်ညူမိုင်းထက်တဲ့မုံတိုင်းစင်လို့ဟန်ဖြစ်တိန်ညူတိန်မဲတွေကလည်းအစင်းစင်ထက်၍တက်လာကြပါပြီတဲ့အဲ့လိုမျိုးပြောနေတာပေါ့နော်ဒါပဝန်းစုံကြည့်တဲ့အချိန်မှာမဲလွင်မြူကိုတွေကလည်းအများကြီးကြာစင်နေတဲ့အပြင်မှာဒီတိန်ညူတိန်မဲတွေကိုတိန်ညူတိန်မဲတွေကလည်းနော်မုံတိုင်းစင်လို့ဟန်ဖြစ်အစင်းစင်ထက်ပြီးတော့မှတက်လာနေပါပြီတဲ့ကဲနောက်ထပ်ကတော့ပြက်လျက်ပြကစိမ့်ဝါမူပန်းထူထူဆုံးက ပြက်လျက်ပြကားဆိုတာကဒီအရက်ရှိမြင်တာတခွင်ပါလဲပေါ့နော်လျက်ပန်းလျက်နယ်တွေကလည်းထွန်းလင်းတောက်ပနေလျက်ရှိပြီးတော့စိမ့်ဝါမိုးပန်းဆိုတာကဒီတက်တန်နေဘူးပေါ့နော် ဖြတ်တန်းလာရတဲ့အတွက်ကြောင့်ဒီမိုးပန်းပွင့်လေးတွေကပေါ့နော်အာသူကအာဘလို့ဆိုတော့ဒီအစိမ့်ရောင်တကယ်တော့ထည့်ရေးခြင်းနေဆိုရင်ပေါ့နော်အစိမ့်ရောင်အဝါရောင်များဖြစ်ပေါ့နော်အမျိုးမျိုးထွေထွေရွာသွန်းနေလျက်ရှိပြီးအဲ့လိုမျိုးထည့်ရေးပေးလို့ရှင်လည်းရရပေါ့နော်သူက လျပန်းလျှက်နယ်တွေကလည်းထွန်းလင်းတောက်ပလျက်ရှိနေပြီးတော့မှတတိယအောင်စုံကိုဖြတ်တန်းလာရတဲ့မူပန်းပွင့်လေးတွေကလည်းပဲအထွေထွေမြို့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 ထွေထွေရွာသွန်းနေလျက်ရှိပါတယ်လို့ပြောချင်တာပဲဖြစ်ပါတယ်။ကဲနောက်တောင်းကတော့ရေသွန်းတာကြီးပြောရမည်ကိုအများကြီးတတ်မှတ်တဲ့ရေသွန်းတာကြီးပြောရမည်ကိုဆိုတာဒီပေါ့နော်မင်းနဲ့မအောင်သူရှင်တွဲပြီးတော့ညောင်ရေသွန်းပွဲတော့မြပြန်လာမယ်ဆိုပြီးတော့ဒီနှုတ်ကတိစကားနဲ့ပေါ့နော် ဒီအသားအီဝင်းလက်ဆိုပြတဲ့ချစ်သူလေးကိုသူကအမှားစကားလေးထားခဲ့တယ်တဲ့ National ကနော်ဒီညာရီသုံးဘွဲ့တော့ကျင်းပတဲ့ကဆုံလာအမီနော်ရောက်ခဲ့မယ်ရှောင်းအောင်ပြန်လာမယ်ဆိုပြီးတော့မှနှုတ်ခရီးကစားစကားပေါ့နော်ထားခဲ့တယ်ဆိုပြီးမှလည်းပဲပြန်ရောက်လာနိုင်လားဆိုတော့သူဒီပြန်မရောက်လာနိုင်တော့ဆိုတော့အဲ့ဒါကိုနောက်ကျမှဘယ်လိုရေးထားရဲဆိုတာကိုဆက်ပြီးမှလေ့လာတော့ပါမယ်ဆက်သွားမှာတော့ရောက်ခဲလိုက်ဦးချစ်ချစ်တင်ဒီ အဲ့လိုမျိုးကမရောက်လာနိုင်တဲ့အတွက်ကြောင့်ဆိုလို့အဲ့လိုရှောင်းနိုင်ခဲလာတဲ့ချစ်သူမောင်ကိုတော့ချစ်ထွတ်တင်ပြီးတော့မှာတဲ့ကဲနောက်ဆုံးကတော့ချာညူဖျောင်းနေရှင်ပြောင်းတို့ဆင်လောင်းလန်းဝင်ရှိလိဟန်ကိုတဲ့တော့ချစ်ရသူမိမပြိုလေးကသူ့ရဲ့ချစ်ရသူကောင်မလေးကပေါ့နော်နေထီထားသောဂျာပန်လေးကဲ့သို့၎င်းနေထီထားသောဖျောင်းလေးကဲ့သို့၎င်းနော်အလွမ်းရှိန်ကြီးထက်ဆင်တို့ပြီးတော့မှာညှိုးနွမ်းခွေလျော့နေပါလိမ့်မည်တဲ့ဆင်လောင်းလန်းဝင်ရှိလိဟန်ကိုဆိုအလွမ်းရှင်အဲအလွမ်း ရှိန်တွေထက်ဆင့်တိုးပြီးတော့ညှိုးနွမ်းခွေလျော့နေပါလိမ့်မည်တဲ့ကဲပထမပိုင်းရနောက်ဆုံးနောက်မှာတော့တိမ်ဆုံလေးလင်းဖူးရောက်ခြင်းသည်ငှက်တွင်ပြန်ကြမတတ်တော့တဲ့အဲ့မှာစာစုကပေါ့နော်တိမ်ဆုံတိမ်များမှာပြန်တန်းနေတဲ့ငှက်ကလေးများရဲ့အသွင်ကိုယူပြီးတော့ငှက်ကလေးတွေအသွင်ကိုယူပြီးတော့ယခုချက်ချင်းတွင်ချရတဲ့သူစီကိုအမြန်ကိုပြည့်တွေ့ခြင်းပါတယ်လို့ပြောနေတာပဲဖြစ်ပါတယ်သူပြောတာပေါ့နော်အခုကောင်းကင်ဘုံမှာရှိနေငှက်ကလေးတွေလိုမျိုး အာပြန်တန်းနိုင်နေဆိုလို့ရှိရင် အခုချက်ချင်းတော့မလာပြီးတော့တွေ့ကြမှာတယ်ဆိုပြီးတော့သူ့ရဲ့ခန်းစားချက်တွေကလုံးကိုစာထဲမှာတိတိချာချာဒီရတူထဲမှာအာဖွဲ့ဆိုပြသွားတာကိုဆရာတို့တွေ့ရှင်မှာပဲဖြစ်ပါတယ်။